လူမျိုးကိုလောက်တာလူမျိုးကိုနှိမ်တာနင်တို့လူမျိုးမြန်မာလူမျိုးစီကံမရှိတဲ့လူမျိုးအောက်တန်းကြတဲ့လူမျိုးဇယိုက်ကြတဲ့လူမျိုးငါတို့တိုင်းပြည်မှာလာပြီးခိုအောင်ပြီးတော့မှငါတို့တိုင်းပြည်ကိုလာပြီးတော့မှဒုက္ခပေးမဲ့လူမျိုးလူမျိုးကိုနှိမ်တာအစိုးရကိုနှိမ်တာမဟုတ်ဘူးလွဲမနှိမ်မှာဆိုလို့လွဲသူတို့အစိုးရချင်း relationship ရှိပြီးသားနော်အစိုးရချင်းမမှဖြစ်ဘူးသိလားလူမျိုးကိုနှိမ်တာ အရန်ဆိုးတယ်နော်အခုဆိုဂျပန်ဆိုအရန်ဆိုးလာတယ်နော်ဒီဘက်နောက်ပိုင်းဂျပန်မှာဆိုလဲအရန်ဆိုးလာတယ်အဲ့တော့ကျွန်မခုနပြောသလိုပေါ့နိုင်ငံရဲ့ချားတစ်ခုမှာဟိုတယောက်စီကံဖောက်လိုက်တယ်ခုနလိုပေါ့စင်ကာပူမှာအင်ဂျီချုပ်ပြီးတော့မှလောက်တာဟာဂျပန်မှာတခါတည်းဆာကူရာပန်းချီပွဲမှာတခါတည်းစောင်းပေါက်ကြီးနဲ့ကခုံရတာရင်းဟာဒီလိုမျိုးတွေအော်ဂျီဟစ်ဂျယ်တွေနဲ့လောက်တာရင်းစီးနဲ့ကမ်းမဲ့တွေကိုစရွေထွေးတာရင်းအမိုက်တွေပြစ်တာရင်းဟာဘလိုတွေလောက်တာရင်းဆိုတာမျိုးတွေကမတ်ဖြူမတ်နီမတ်ပြာမတ်ဝါမောင်ဖြူမောင်နီမောင်ပြာမောင်ဝါလို့ဖြစ်တာမဟုတ်ဘူးမြန်မာတွေ ဘာမားတွေဖမာတွေနော်အဲ့လိုမျိုးနဲ့ဖြစ်တာဒါကြောင့်မလို့လင်းစီကန်းလေးနဲ့ဆောင်းထိုင်းကြဖို့လိုတယ်နော်အာနည်းနည်းလေးပတ်ဝန်းကျင်လိလအားလေးတွေနဲ့နော်လိလအားလေးတွေနဲ့အဲ့လားအဲ့လားအကူအညီတွေပေးရလုံးလို့လည်းမပေးကြတော့ဘူးလေအဲ့လားနော်ဆိုတော့အဲ့လိုလေးဖြစ်တယ်အဲ့တော့လေကိုလူမျိုးကုံကိုကိုမချကြပါနဲ့လို့အစိုးရကိုနှိမ်တာမဟုတ်ဘူးလူမျိုးကိုနှိမ်တာအဲ့ဒါအမှန်တရားပဲ တိုင်းပြည်ဆင်းရဲလို့မဟုတ်ဘူးဇာရိတာဆင်းရဲလို့စီကံဆင်းရဲလို့စီကံမဲ့ကြလို့နှိမ့်တာတိုင်းပြည်ဆင်းရဲလို့နှိမ့်တာမဟုတ်ဘူးငါတို့နိုင်ငံဆင်းရဲလို့နှိမ့်တာလားဆင်းရဲလို့နှိမ့်တာမဟုတ်ဘူးစိတ်ဓာတ်အရေးသွေးဆင်းရဲလို့နှိမ့်တာသိလားအော်ဒီနေ့ဆိုလေဟိုကျွန်မလေးဖတ်ပြီးတော့လေအော်စိတ်တောင်မကောင်းဖြစ်သွားတယ်သိလားအော်ကြည်စမ်းကိုရီလိုလူမျိုးကတော့ရှင်းတယ်လေနိုင်ငံသားသွားဆိုပတ်စံသွားသုံးတာဟုတ်လားအဲ့တော့ ဟိုနေပါဆိုလည်းမနေဘူးအဲ့တော့တို့ကတို့နိုင်ငံလာတိုင်းခိုမယ်အောင်မယ်လို့တို့ကထင်တာလေအခုနေပါဆိုရင်တော့ကျမတို့ကမနေသေးဘူးဟုတ်တယ်လားဆိုတော့များသောအားဖြင့်ကြောက်လေမပြန်ညဘူးကိုအမေရိကကလည်းသိရလားသွားကြတယ် visit နဲ့သွားကြတယ်မပြန်ညဘူး visit နဲ့သွားကြတယ်မပြန်ညဘူးပေါ့အဲ့တော့အဲ့လိုဖြစ်တယ်အဲ့တော့တချို့လူတွေကဘာပြောလဲဆိုတဲ့ခါကျတော့အဲနိုင်ငံကဆင်းရဲလို့အစိုးရကမကောင်းလို့ပေါ့ ငါတို့လူမျိုးတွေအနှိမ်ခံရတာပေါ့ no 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 မဟုတ်ဘူးကျမအဲ့ဒါမလို့အစိုးရကိုထောက်ခံပြီးပြောတာမဟုတ်ဘူးနော်ကျမအစိုးရကိုထောက်ခံတာမဟုတ်ဘူးအစိုးရကိုထောက်ခံပြီးပြောတာမဟုတ်ဘူးအစိုးရကောင်းပါတယ်မကောင်းပါဘူးလို့ကျမထောက်ခံပြီးပြောတာမဟုတ်ဘူးနော်ဆိုတဲ့ခါကျတော့ကျမတို့နိုင်ငံဆင်းရဲလို့လည်းမဟုတ်ဘူးအစိုးရကိုမကောင်းလို့လည်းမဟုတ်ဘူးကျမတို့အစိုးရကောင်းခြင်းမကောင်းခြင်းတို့ကစိတ်ဝင်စားဘူးသိလားဒါကကိုတိုင်းပြီကိုအိမ်မှာကိုအုပ်ချုပ်ရင်းနဲ့ကိုကနဲ့ကိုကြိုက်တယ်လို့ဖြစ်လို့ရတယ်เนาะအစိုးရမကောင်းလို့မလို့ ဟိုနင်တို့ငါတို့အလားမခံတာလို့ဒီလိုမဟုတ်ဘူးနော်သိလားအစိုးရမကောင်းလို့အလားမခံတာမဟုတ်ဘူးကျမတို့တွေရဲ့ပြည်သူတွေရဲ့စိတ်ဓာတ်တွေနိုင်ငံသားတွေရဲ့စိတ်ဓာတ်တွေစင်းရဲလို့နိုင်ငံစင်းရဲလို့မဟုတ်ဘူးစိတ်ဓာတ် စင်းရဲလို့ လွန်ခဲ့တဲ့လတွေတော့ကျွန်မပြောတော့ကျွန်မပြောတာမကြိုက်ကြဘူးလीเนาะကျွန်မပြောတယ်ကျွန်တော်တို့နိုင်ငံသားတွေစီကံရှိဖို့နိုင်ငံသားတွေမှာဒီလိုမျိုးတွေဖြစ်တယ်เนาะဒီလိုတွေဖြစ်တယ်เนาะဆိုပြောတော့ကျွန်မမကြိုက်ကြဘူးအဲ့တော့နိုင်ငံသားတိုင်းပြည်တွေကကျွန်မတို့အစိုးရကောင်းတာမကောင်းတာတို့စိတ်ဝင်စားအောင်တို့သိလည်းမသိဘူးเนาะကျွန်တော်တို့ဟိုနိုင်ငံဆင်းရဲတာချမ်းသာတာလည်းတို့စိတ်ဝင်စားအောင်အဓိကကတော့ဒီနိုင်ငံသားတွေငါတို့နိုင်ငံတွေကိုလာရင်ငါတို့နိုင်ငံကိုဒုက္ခပေးမှာလား ဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံမှာစီးကန်းတွေဖောက်ဖျက်မှာလားဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံကပြာထန်းထားတဲ့ဥပဒေတွေစီးကန်းတွေကိုလိုက်နာမှုအားရှိမှာလားမရှိဘူးလားဒါနဲ့တိုင်းထွာတာအဲ့တော့နိုင်ငံဆင်းရဲလို့အလားမခံနိုင်တာမဟုတ်ဘူးเนาะအစိုးရမကောင်းလို့အလားမခံတာလည်းမဟုတ်ဘူးကျမတို့တွေဇာရိတတွေဆင်းရဲလို့အလားမခံတာကျမတို့တွေစီးကန်းမဲ့လို့ညှို့ညင်တာအဲ့တော့ ထိုင်း၊စင်ကာပူ၊မလေးရှား၊ဂျပန်၊ကိုရီးယားအရန်များတဲ့အခြေခံလူဒန်းစားတွားတဲ့ချိန်မှာစီကံလေးတွေရှိပါအခြေခံလူဒန်းစားဆိုပေမဲ့စိတ်ဓာတ်တွေကတော့အထက်တန်းစားစိတ်ဓာတ်တွေနဲ့ဖြစ်အောင်စူးစမ်းပြီးတော့မှနေထိုင်ရပါအလုပ်ထဲမှာတိတ်တော့ရိုက်တယ်နော်ဘိုးဘာဆောင်ရှောက်ရေးတွေမှာဒီအဖိုးအဖွားတွေရဲ့ပုံတွေကိုဆိုရှယ်မီဒီယာမှာတင်ခွင့်မရှိဘူးမတင်ရဘူးနော်ဆိုတက်လာတယ်ဆိုရှယ်မီဒီယာမှာ အော်ငါတို့မြန်မာပြည်သက်ပဲတည်တာဂျပန်တရားမို့ကိစ္စမရှိပါဘူးဟောစီကံကိုဖောက်တာဒီဟာမလုံရအောင်ဆိုမလုံရဘူးစီကံကလိုက်ကိုလိုက်နာမှာလေဟုတ်လားကျမတို့ဘိုးဘွားဆောင်းရှောက်ရေးတွေမှာလေဘိုးဘွားဆောင်းရှောက်ရေးတွေမှာဆို TikTok မရရအောင်ဒီဘိုးဘွားရဲ့ privacy ကလုံးဝ social media ပေါ်မှာမတင်ရဘူးဆိုရိုက်ကြတယ်လေ TikTok တွေတင်ကြတယ်လေ စီကံမလိုက်နာတာเนาะဆိုတော့ပန်းချန်နေဒီမှာဟာတခါတည်းကိုသူများ cherry ပန်းကြီးဆိုအေးအေးချမ်းချမ်းနဲ့တခါတည်း cherry ပန်းကြီးပွဲတော်မှာအေးအေးချမ်းချမ်းနဲ့ဖြောင်းလေးတွေခင်းပြီးသူများလေမိသားစုတခါတည်းကို picnic တခါတည်းကိုမိသားစုအနားယူတာ relax လုပ်ပြီးတော့မှကြည်တာဟာမြန်မာတွေကအုပ်စုလိုက်ကြီးသွားပြီးစောင်းပေါက်ကြီးရနေတခါတည်းကခုံအော်ဟစ်စူညံမူယူတောက်စားပြီးတော့မှပါလာပြီးသတင်းထဲမှာမြန်မာ Julian time မှာပြီးခဲ့တဲ့တကြံတော့က ဟာ central wash ခဏသွားလိုက်တယ်ဟာမြမသားနေကိုစူညံပြီးစီးမဲ့ကမ်းမဲ့တွေနဲ့အရန်ကြည့်လိုက်တဲ့စီးမဲ့ကမ်းမဲ့နဲ့မူယူပြီးတော့မှလေဂျလေဘီလုပ်နေတယ်ကြည့်လိုက်မြမကျွန်မချစ်လို့ပြောတယ်မှတ်ပါနော်တိတ်လားကျွန်မနှိမ်နေတာမဟုတ်ဘူးနော်ဟာ central washing မှာလေမြန်မာတန်နေနဲ့အော်ဟိပြီးမူယူပြီးအာပြေကားပြီးတော့မှဖြစ်နေအဲ့ဒါမြန်မာနောက်တစ်ခါလူသက်မှုတွေ territory လေးပေါ်မှာစောင်းပေါက်ကြီးတွေတင်နေမိုက်ကြီးတွေနဲ့လေးသားတွေငါတို့မြန်မာတွေများလို့မြန်မာ tradition နဲ့မြန်မာအတိုင်းလုပ်အောင်ကိုတိုင်းပြီမဟုတ်ဘူးကိုအစိုးရမဟုတ်ဘူး သူ့တိုင်းပြည်ကိုဒုက္ခပေးမဲ့လူမျိုးလို့မှတ်လိုက်လို့လက်မခံတော့တာအဲ့ဒီတော့နိုင်ငံဆင်းရဲလို့လက်မခံတာမဟုတ်ဘူးကျွန်တော်တို့လူမျိုးကဇာရိတ်တဆင်းရဲလို့စီကံချို့တဲ့လို့လက်မခံတာအဲ့တော့စီကံလေးကြီးလိုက်နာပါလို့ပဲဒီကပြောချက်နေနော် စီးမဲ့ကမ်းမဲ့တွေတွေ့ရင်ဆိုလေအမြန်မာကြီးပဲအမြန်မာကြီးပဲမမင်းနဲ့မမင်းနဲ့အာအော်ကြီးဟိကျဲလေးနဲ့ဟာဘလို့ဟဲ့ညာလို့ဟဲ့ဟာဘလို့မလုပ်ပါဘူးညာလို့မလုပ်ပါဟဲ့အမြန်မာမြန်မာမြန်မာကြီးပဲမြန်မာကြီးပဲထိုင်းမှာဆိုလေဘလောက်တောင်မှစိုးဝါနေလဲဆိုကျွန်မပြောပြအောင်မယ်သိလားဘလောက်တောင်စိုးဝါနေလဲဆိုလေ shopping mall တွေမှာအပြင်နေပါတွေထွက်တာပစိုးတွေနဲ့သိလား အင်းကကျမမျိုးသားတော်ပြေတော့ဒါလည်းကြာမလုပ်အောင်လေ international သွားရဲဆိုရင် international မှာ international ဟာနဲ့တော့သွားရမယ်လားမယ်နော်ဒီလိုပုံစံမျိုးရင်းနေဆိုကို့လူမျိုးအထင်သေးစရာဖြစ်တယ်ရိုးရဝတ်ဆုံမလို့ဝတ်တယ်ဘာရင်းနေဆိုတာထက်ကျမတို့ကရောမရအောင်ရောမလို့ကျင်ရမယ်ဒီလိုမျိုးရင်းနေဆိုရင်တိတ်အထင်သေးစရာကောင်းတာပဲပြီးရင်ဇီးဝင်ရင်လည်း OG hit ကြယ်နေဟာဘယ်မှာဆိုလဲ OG hit ကြယ်နေမယုံရင်ဘစ်စီလဲသွားကြည့်ကြည့်လား OG hit ကြယ်နေအဲ့ဒါမြန်မာတွေကြီးပဲ တင်လား။အော်ဂျီဟေဂျယ်ရီနဲ့ဘစ်စီထဲမှာဆိုပို့ဆိုးတယ်နော်။ဟိုဆန်ထရယ်ဝါရှီယာဘစ်စီထဲမှာဆိုပို့ဆိုးတယ်။မြန်မာလေးကြီးပဲအော်ဂျီဟေဂျယ်ရီနဲ့ဟာမနေတတ်မထိုင်တတ်ဘူး။တင်လား။မနေတတ်မထိုင်တတ်ဘူး။ရထားထဲမှာဆိုလည်းဒီလိုပဲအော်ဂျီဟေဂျယ်ရီနဲ့တင်လား။ဟာဘယ်မှာဆိုရင်ဟိုကြည့်လိုက်အဲ့ဒါမြန်မာလေးအော်ဂျီဟေဂျယ်ရီနဲ့အဲ့တော့နိုင်ငံဆင်းရဲလို့မဟုတ်ဘူး။ဇာရိတ်တာဆင်းရဲလို့လက်မခံတာ။နော်မကျင်းတဲ့လို့ကျွန်မဆဲလေဆဲ။ ဇာတိတာဆင်းရဲလို့အစိုးရမကောင်းလို့လက်မခံတာလည်းမဟုတ်ဘူးနော်ကျမတို့ခေအဆက်ဆက်ကဒီတိုင်းပဲလေကျမတို့မှာဟုတ်တယ်လားခေအဆက်ဆက်ကျမတို့ကဒီလိုပဲနေခဲ့တာလေအရင်တော့ကောင်းကောင်းမွန်မွန်နဲ့သွားလို့ရတယ်အခုမှသွားလို့မရဘူးဆိုတော့ကျမတို့လူမျိုးကအလုံးအရင်နဲ့စီးကန်းတွေဖောက်လာလို့ရောက်တဲ့သူတွေများလာတဲ့ခါကျတော့အလုံးအရင်နဲ့ဒီလူတွေများလာတော့ဒံပိုခံရတော့ဒံမခံနိုင်တာပေါ့တယောက်ချင်းတစ်ယောက်ချင်းတော့ကလူနေစုတော့ကတော့ပြဿနာမရှိဘူးများလာတဲ့ခါကျတော့အဲ့ဒီဝင်းဒိုးဝင်ပိုးကြီးကသူတို့မှဝင်းဒိုးဝင်ပိုးကြီးပြိလာပြီသူတို့တိုင်းပြီမှာအဲ့ဒီအတွက်ကြောင့်မလို့လက်မခံတော့တာဒါပဲ တိလားနေတော့ကတော့ဟိုမှာဖြစ်ဘူးကျမအမေရိကဆိုလဲကျမပြောနေတော့ကျမခဏခဏပြောနေအမေရိကဆိုလဲចောင်းသားတွေចောင်းနေတော့ရင်တော့ចောင်းကိုရောက်အောင်သွားတော့ចောင်းတက်တော့ ကြောင်းတက်ပြီးတော့မှကြံတဲ့ကိစ္စဝိစ္စကိုလုံတော့စာကိုပြီးအောင်အရင်သင်တော့သွားပြီးတော့မှကျောင်းသားဗီဇာနဲ့သွားပြီးတော့မှဟိုရောက်လို့ရှိလို့ရှိလို့ရှိရင်တန်းပြီးတော့မှကျောင်းလည်းမရောက်ဘဲနဲ့အလုံးလုံးပြီးတော့မှဟိုဟာခန္ဒီယာခန္ဓာတွေမလုံးနိုင်အောင်တော့ကျောင်းသား status ရှိရဲဆိုကျောင်းသား status အတိုင်းနေတော့ကျောင်းသားကျောင်းဝင်းမောင်ရေးကျောင်းသား status အတိုင်းနေတော့ကျောင်းသား status အတိုင်းနေပြီးတော့မှကြံတဲ့ကိစ္စဒီ status ကုန်သွားပြီဆိုတော့မှကြံတဲ့ကိစ္စကိုလုံတော့ဆိုတော့ကျောင်းသားဗီဇာနဲ့သွားတယ်ဟိုရောက်ရင်ကျောင်းကိုမရောက်ဘူးနော် record တွေရှိရဲ့လေနိုင်ငံကြီးတွေမှာကျော င်းကိုမရောက်ဘူးအခုပြောပြီလေ40ရာဂိုင်နှုန်း40ကျော်တဲ့ចောင်းမားဗီဇာနဲ့သွားပြီးတော့မှចောင်းကိုမရောက်တာရာဂိုင်နှုန်း40ရာဂိုင်နှုန်းကျော်တယ်เนาะ B1 B2 နဲ့သွားပြီးတော့မှအလဲ visit နဲ့သွားပြီးတော့မှအပြန်မလာတဲ့သူက28ရာဂိုင်နှုန်းကျော်တယ်ဒီတော့မှတင်ပေးထားတယ်သမီး28ရာဂိုင်းလုံးကြော်တယ်သိလားအဲ့တော့ចောင်းသားဗီဇာနဲ့တွားပြီးတော့မှကျမတို့တွေပြန်မလာတဲ့သူကရာဂိုင်းလုံး40ကြော်တယ် ဲ့တော့အရင်လေးကကျွန်မကပြောခဲ့တယ်အမေရိကသွားနေဆိုလေအမေရိကသွားနေတူဒီကျောင်းကိုအရင်တက်ကျောင်းတက်ပြီးတော့မှကျန်တဲ့ကိစ္စဝိစာတွေကိုလုံတော့ကျောင်းသားတွေကျောင်းသားဗီဇာနဲ့သွားရင်ကျောင်းကိုတက်တော့ကျောင်းကိုရောက်အောင်သွားတော့ကျောင်းကိုရောက်အောင်တဲ့မဟုတ်ဘူးကျောင်းသားဗီဇာနဲ့အမေရိကန်မျိုးကိုနင်းလိုက်ပြီဆိုတာနဲ့ကျောင်းမသွားတော့ဘူးအလုတ်လုတ်တယ် နော်ပြီးရင်အဲကျွန်မခုနပြောသလိုပေါ့အလုတ်လုတ်တယ်အဲကြောင်းမတက်ဘူးနော်ပြီးရင် asylum ခံနေဘာလုတ်တယ်ညာလုတ်တယ်အဲဒီလိုမျိုးတွေလုတ်လိုက်ကြတယ်နော်ဆိုတဲ့ခါကျတော့အခုရခိုင်နှုန်း40ရခိုင်နှုန်းကျအဲ့ဒါညီမကျောင်းသားလက်မခံဘူးအနေနဲ့ဆောက်ထုတ်ခါတွေပေးမှာငါတို့နိုင်ငံအောင်လာပြီးတော့ကျောင်းလည်းမတက်ဘူးလာခိုအောင်တာနော်အဲ့တော့တကယ်တကယ်ပညာသွားတင်မယ်ပညာတဲ့လူတန်းစားလေးတွေနစ်နာတာပေါ့ ဗီဇင်းနဲ့သွားကြတယ်ဥမာအလင်းသွားကျင်နေသူတွေဥမာကျမတို့လိုပေါ့ဒီမှာဒီလိုမျိုးသားသမီးတွေရှိကြလို့သွားကျင်နေသူတွေအခုသားသမီးတွေနဲ့မတွေ့ရတော့ဘူးမသွားရတော့ဘူးဗီဇင်းဗီဇာဆိုပြီးသွားကြတယ်ခိုကြတယ်မလာကြတော့ဘူးပြန်မလာကြတော့ဘူး